မီဒီယာသမားတွေနဲ့ပြည်သနာအကြီးအကျယ်တက်ခဲ့ပူကြတဲ့အမှုပညာရှင်ကအုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စန်းကြီးပါဘီချ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်မီဒီယာသမားတွေနဲ့အမှုပညာရှင်ဆိုတာကိုင်းကျွမ်းမီကျွမ်းကိုင်းမီဖြစ်တဲ့အတွက်သီးခံပြီးတော့ပေါင်းကြတာများပါတယ်ဒါပေမဲ့ဒီမခံနိုင်တဲ့အစုံမှာမီဒီယာသမားနဲ့ထိတိုက်ပွဲဖြစ်ခဲ့ကြဘူးတဲ့အမှုပညာရှင်တွေလည်းရှိပါတယ်နဘန်းကသဲစုငိမ့်သဲစုငိမ့်ကအသက်19နှစ်အရွယ်မှာအလမဲတယောက်ဖြစ်လာပြီးတော့ အသက်16နှစ်မှာမင်းသမီးအဖြစ်ကိုခြေချခွင့်ရနိုင်ပြီဖြစ်ပါတယ်။ဒီလိုအောင်မြင်မှုတွေကြောင့်ပဲလူမုံခံရသလိုအလုတ်ကျွေးလုပ်နေရတဲ့မီဒီယာသမားတယောက်ကပါအမုံခံခဲ့ရတာဖြစ်ပါတယ်။ပွဲတိုင်းမှာအင်တာဗျူးနေတဲ့မီဒီယာသမားကဒဲဆူငိန်ကိုအလမဲလောကမှာအယွန်ဆုံးအလမဲဆိုပြီးတော့အတင်းထုတ်သလိုဆိုရှယ်မီဒီယာမှာပြောခဲ့တာဖြစ်ပါတယ်။နာမည်ထုတ်မပြောခဲ့ပေမဲ့တောက်ချာသမီးတို့မှာနာမည်သုံးလုံးဆိုတဲ့စကားကြောင့်တီးခဲ့ရပြီးတော့ပြဿနာတွေတက်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့မီဒီယာသမားကမီဒီယာအလုတ်ကနေထွက်ပြီးတော့ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ဒေသုငိမ့်ဘက်ကနေအလုတ်ထွက်ခိုင်းခဲ့တာမဟုတ်ဘဲပြည်ထနာရီယာရှုတ်ထွေးလို့မီဒီယာသမားဘက်ကနေအလုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။နံပါတ်၄ဖွေး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 ကဘသူ့ကိုမှမကောင်းမပြောသလိုသူ့ကိုပြောရင်လည်းလုံးဝတီးမခံတတ်ပါဘူး။ဒါကြောင့်မို့မီဒီယာတိုင်းကသူမကိုဆိုရင် စကလုံးကအစသတိထားပြီးတော့မေးရပါတယ်။ဒါအိုမီဒီယာတခုကပွဲတက်လာတဲ့ဖွဖွေးကိုဓာတ်ပုံရိုက်ပေးခဲ့ပြီးတော့မလာတဲ့ပုံတွေကိုဆိုရှယ်မီဒီယာမှာတင်ပေးခဲ့ပါတယ်။ပုံတွေကဖြစ်တယ်လို့ရိုက်ထားပြီးတော့ရုပ်ဆိုးနေရမို့ဖွဖွေးကစိတ်ဆိုးပြီးတော့ပြဿနာရှာလိုက်တာဖြစ်ပါတယ်။နောက်လဲရိုက်ခဲ့မှာမဟုတ်တော့ဘူးလို့အသိပေးလာတာမို့မလာတဲ့ပုံတွေတင်ခဲ့တဲ့မီဒီယာဘက်ကနေအမြန်အစံတောင်းပန်ခဲ့ရပြီးတော့ နောက်ဘက်တော့မှမလုပ်တော့ပါဘူးလို့ပြောခဲ့ရတာဖြစ်ပါတယ်။နံပါတ်3လွမ်းပိုင်း လွှမ်းပိုင်ကတော့အင်တာဗျူးနေရင်းနဲ့အပြောဆိုမတက်တဲ့မီဒီယာသမားကိုမွေးရပါငယ်ပါရီနဲ့အထက်အောင်နှမ်းဆက်အောင်ဆင်းဆိုပေးခဲ့တဲ့အထီကိုတင်မာခဲ့တာဖြစ်ပါတယ်။ ။တရင်နောက်ဘက်ကအပြင်မှာကမိချော၃ယောက်ဇက်ကားထဲမှာမိချော၅ယောက်နိုင်ရလားဆိုပြီးတော့မိခဲ့ရပါ။အပြင်မှာဘော်ဘီဆော်ဆာစီကနေဖောက်ပြန်ပြီးတော့နော်ဖောအေထားနဲ့တွဲပြီးနန်းစုရည်ဒီစိုးနဲ့ဆက်တွဲကတိုင်ပတ်နေရအောင်ခနဲ့တယ်လို့လွမ်းပိုင်ရန်ထင်လိုက်တဲ့အတွက်ဒေါသထွက်သွားတာပါ။ဒါကြောင့်မို့ဆဲခဲ့တဲ့အပြင်တရင်နောက်ဘက်ကခံဝင်ကတိထိုးပြီးတော့တောင်းပန်ခဲ့ရတာပဲဖြစ်ပါတယ်။နံပါတ်1တွင် တို့ရအနုပညာလောကမှာမမှန်ကန်ကန်သာနေခြင်းသူဖြစ်တယ်လို့သတင်းထောက်တွေကိုလည်းသိတဲ့ဘောမကြပါဘူးတခါတော့ကဆိုရင်တော့ချိုပြုံးလို့နဲ့ဇကားမိတ်ဆက်ပွဲလုပ်နေတဲ့အချိန်မှာအောက်မှာအင်တာဗျူးဖြစ်ရင်းနဲ့သတင်းထောက်ကိုဆွဲထိုးမလို့အထီးဖြစ်ခဲ့ပါတယ် ဘလိုမေကူကိုမေးလိုက်တယ်ဆိုတာတော့ဘယ်သူမှမသိရပါဘူးအဲ့ဒီအချိန်တုန်းကသတင်းထောက်တွေကစုပြုံပြီးတော့မေးတာမျိုးမဟုတ်ပဲတယောက်စီတာမေးတာကြောင့်ဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာဒွေကအင်တာဗျူးတွေသိပ်ဖြေလေးမရှိတော့ဘူးလို့သိရပါတယ်ဒွေကကိုရီးကိုရာအကြောင်းကိုပြောပြရတာလဲသိမကြိုက်တာကြောင့်ပါအဲ့ဒီအချိန်တုန်းကမင်းသမီးတူဦးနဲ့ကောလာဟာလာတွေလည်းအရန်ကိုပြန်နှံ့ခဲ့တာကြောင့်ဖြစ်ပါတယ်နံပါတ်၁ထထမို့ဦး ီဒီယာသမားတွေကြောင်းလိုက်ရတဲ့နောက်ထပ်အမှုပညာရှင်ဆိုရင်တော့ထထမို့ဦးလို့ဆိုရမှာပါထထမို့ဦးကမီဒီယာအပေါ်မှာပွဲချမ်းခဲ့ဖို့ပါတယ်အင်တာဗျူးလုပ်နေရင်မီဒီယာသမားပြောလိုက်တဲ့စကားကြောင့်ထထမို့ဦးကမီဒီယာသမားကိုပားတောင်ဆွဲရိုက်ခဲ့တာဖြစ်ပါတယ်မီဒီယာသမားကိုပားဆွဲရိုက်ခဲ့တဲ့အမှုပညာရှင်ဆိုရင်ထထမို့ဦးတယောက်သာရှိပါတယ်ထထမို့ဦးကအိမ်အောင်ဆက်များပြီးတော့ဝေဖန်ခံရတဲ့အတွက်ဒီအကြောင်းနဲ့ပတ်သက်ရင်လုံးဝသိမခံနိုင်ပါဘူးမီဒီယာနဲ့ အခြေအတင်ဖြစ်ခဲ့ကြတဲ့အမှုပညာရှင်တွေအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါဦးဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်